မင်္ဂလာပါလူမြောက်ချင်းဒေသနာကနေပြန်လည်ကြေဆိုပါတယ်ဒီနေ့မှာကျွန်တော်တို့အတူတူပါစစ်ချင်းခွာယူမဲ့နှုတ်ဘာတရေကောင်းစေကတေချမ်းပါဖို့ဘုရားတခင်အလိုရှိတယ်ဆိုတဲ့ကောင်းစင်နဲ့အတူတူပါစစ်ချင်းခွာယူမှာဖြစ်ပါတယ်ကျွန်တော်တို့ရှီမာတဲ့ခန်းကြီးရှိအခန်းငယ်1အနေ3ကျွန်တော်တို့အတူတူပါဖတ်စီကြည့်တယ်ကိုရိုဒီတောင်ပေါ်မှာဆေးကြွတော်မူလေ များစွာသောလူပေါင်းတို့သည်နောက်တော်သို့လိုက်ကြ၏ထိုအခါလူနာဆဲသောလူတယောက်သည်မြို့ပြန့်လျက်တိခိအလိုတော်ရှိလေကျွန်တော်ကိုတန်ရှင်းစေတော်မူဟုရှောင်း၏ယေရှုကလည်းငါလူရှိ၏တန်ရှင်းရှင်းသို့ရောက်စီဟုမိတော်မူလေလက်တော်ကိုဆာ၍ထိုသူကို တိုးတော်မူ၏ထိုကနာချင်းတွင်နုနာပြော၍တန်ရှင်းရှင်းသို့ရောက်လေ၏အာမင်ဆရာကျွန်တော်ညီကောင်မနမနဲ့ ဒီနေ့မှာကျွန်တော်တို့ဒီနှုတ်ပတ်တော်ကိုဖတ်ရှုခြင်းအဖြစ်ကျွန်တော်နားလည်တဲ့အရာပါပါလဲဆိုတော့ဖိယတခင်ကသူရဲ့သားသမီးတယောက်ချင်းစီတိုင်းမှာကျမ်းမာစွာနဲ့အသက်ရှင်ဖို့ဖိယတခင်ကလိုတော်ရှိတာဖြစ်တယ်။အဲဒီမှာကျွန်တော်တို့နူနာတယောက်ကတဲ့ယေရှုကိုမြင်တဲ့အချိန်မှာသူကပြတ်ဝန်းလျက်ပြီးတော့အော်တခင်လို့ရှိရဲ့တဲ့ကျွန်တော်ကိုတန်ရှင်းစီပါလို့ပြောတဲ့အခါမှာယေရှုဘုရားကသူ့ကိုပြောလေငါအလိုရှိတယ်တဲ့ အဲ့ဒီမှာယေရှုဖုရားကအာလက်တော်တူတဲ့ခါမှာသူခဏလေးချင်းပါသူ့နှုတ်တာပြောက်သွားတယ်သူတန်ရှင်းရှင်းသူရောက်သွားတယ်ကျွန်တော်တို့တွေ့ရတယ်ဖြစ်တယ်အဲ့ဒီမှာကျွန်တော်ဗာမီရလဲဆိုတော့ဒီလူကဖျားတကယ်ကိုပြောတယ်ဖျားတကယ်အလိုတော်ရှိရေကျွန်တော်ကိုတန်ရှင်းစီမှာပြောတယ်ဖျားတကယ်ကသူ့ဘာပြောလဲယေရှုကငါအလိုရှိတယ်အဲ့မှာကျွန်တော်တို့ဗာစီချေရလဲဆိုတော့ဖျားတကယ်ကသူ့ရဲ့သားသမီးတယောက်ချင်းအဲ့မှာကျမ်းမာစွာနဲ့အသက်ရှိဖို့ဖျားတကယ် လို့တော့ရှိတာဖြစ်တယ်။ဥမာကျွန်တော်တို့ကြည့်ရရင်အာနားလေအောင်ပြောရရင်မိဘတဲ့ကိုယ့်ရဲ့သားသမီးတွေကိုကျမ်းမစွာနဲ့အသက်ရှိဖို့အလိုတော်ရှိတာဖြစ်တယ်။ဘယ်မိဘမှဒီငါရဲ့သမီးမကျမ်းမပါစေဒီငါရဲ့သားနေမကောင်းပါစေလို့ဘယ်မိဘမှဆုမတောင်းဘူးဖြစ်တယ်။ဘယ်မိဘကမှလည်းမလိုအောင်ဖြစ်တယ်။သူနှစ်တူပဲကျွန်တော်ကိုယ်ွယ်တဲ့ကောင်းကင်ဖာကလည်းသူ့ရဲ့သားသမီးတွေကို နေ့ရက်စီတိုင်းမှာကျန်းမာစွာအသက်ရှိဖို့အလိုတော်ရှိတာဖြစ်တယ်။ဒါကြောင့်မို့ကျေကျွန်တော်ညီကိုမှလာတယ်။တိမချားမာတဲ့အချိန်မှာဘုရားတခင်ကကိုအော်ဆစ်ဆိုးပြီလားဘုရားတခင်ကကိုအပြည့်ပြည့်လာလို့ပြောပါနဲ့ဘုရားတခင်ကကျွန်တော်တို့ကျန်းမာဖို့ဘုရားတခင်ကအလိုတော်ရှိပေးတာဖြစ်တယ်။ဒါကြောင့်မို့ကျေကျွန်တော်ညီကိုမှလာတယ်။တိရဘွားတက်တာတည်းမှာနားလည်ရမယ့်အရာကငါအသက်ရှင်တဲ့အချိန်မှာငါကျန်းမာစွာနဲ့ဘုရားတခင်က ငါ့ကိုဖျက်ထားစေချင်တယ်။ငါကြမ်းပါဖို့ဘုရားတခင်အလိုတော်ရှိတယ်ဆိုတော့ကိုနားလည်ပါလို့ကျွန်တော်အားပေးချင်တယ်။ဒါကကျွန်တော်တို့ဘုရားဖြစ်တယ်ဆိုတော့ဟိုနည်းနည်းမကြမ်းပါနဲ့နဲ့ကျွန်တော်ဘုသူ့အပြစ်တာဘုရားတခင်ကိုအပြစ်မိအပြစ်ပြောတာတပြစ်တယ်။ဒါကြောင့်မို့ကျေကျွန်တော်ဒီအကူမန်မာတယ်ဒီနုကပတော်အဖြစ်ဘုရားတခင်ကကျွန်တော်တို့ကိုကြမ်းမာစွာနဲ့အသက်ရှင်ဖို့ဆိုတာကိုဘုရားခင်ကကျွန်တော်တို့ပြောထားတယ်ဖြစ်တယ်ဒီနုကပတော်အဖြစ်အရောက်ချစ်စေတဲ့ဘုရားရှင်ခောင်းချပေးပါစေ